အောက်တိုဘာ31ရက်နေ့တည်ရတဲ့တရင်ကတော့ရှမ်းမြောက်မှာပြည့်ရလိုက်တဲ့အောက်တိုဘာ26ရက်နေ့ကစပြီး31ရက်အထိတပိတ်ချင်းစင်ကူမတရားမြို့နယ်တို့မှာလေကြောင်းဒယုံလက်နက်ကြီးနဲ့နေ့စဉ်ပြင်ထန်တိုက်ခိုက်နေပြီးမတရားမြောက်ဘက်ခြမ်းနဲ့အရှိမြောက်ခြမ်းကအမှတ်1014လေးလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နေပြင်ကနေလည်းအပြင်းထန်ထိုးစစ်ဆင်နေရလို့သိရပါဗါအောက်တိုဘာ30ရက်နေ့ကလက်ပံလာရွာနဲ့မတရားမြို့နယ်အရှိမြောက်ခြမ်းဝင်းတင်ကုန်းရွာတို့လေကြောင်းတိုက်ခိုက်ခံခဲ့ရပါသေးတယ် နေရောညပါဝေဟင်တိုက်ခိုက်မှုတွေလုပ်နေတာကြောင့်ဒေတာခန့်တွေဘေးလွရာခိုလုံနေရတယ်လို့စင်ကူးမျိုးကဒေတာခန့်တယောက်ကပြောပါတယ်။ပြီးခဲ့28ရက်နေ့ညပိုင်းမှာစင်ကူးမျိုးက AOD မြကူတာဖြစ်စီခံရပြီးနောက်နေ့မနက်10နာရီလောက်ကလေးကစားပြီးဒီနေ့အထိနေရောညပါလေကြောင်းတိုက်ခိုက်နေတာချက်ဖိုက်တာတခါတည်းရင်လေးစီလောက်ကိုတုံးလာတာအရင်ကဆိုတစီလောက်ပဲလာတာပေါ့အခုကိုပိုပြီးတုံးလာတဲ့မတရားမျိုးပေါ်နဲ့အเจ้าမြောင်းကနေလေလက်နဲ့ကြီးနဲ့အဆက်မပြတ်ထူတဲ့ဒီယုံတွေနဲ့ရွာတွေကိုပုံတိလက်ချတယ်လို့ ဒေတာခန့်တို့ကပြောပါဗျ။မတရားမျိုးနယ်တွင်းမှာလည်းဒီရပိုင်းတွင်းထိုးစစ်ကြောင့်ဒေတာခန့်ထောင်းတဲ့ချီဘေးလွယာတွေမှာဖြစ်တယ်လို့ခေါ်လုံနေရပြီးစစ်ဘေးဒုက္ခသည်တွေအတွက်စားဝတ်နေရေးအကူအညီတွေလည်းလိုအပ်နေတယ်လို့ဒေတာခန့်တွေကပြောပါဗျ။စစ်တပ်ဟင်အားနှစ်ရခန့်ပါစစ်ကြောင်းကအော်တိုဘာ26ရက်ကတည်းကတောင်တငါကြီးရွာပချက်မှာရောက်ရှိတက်ဆွဲနေရလို့တည်ထားရပါဗျ။မန္တလေးတိုင်းမတရားမျိုးနယ်မြောက်တငါကြီးရွာနီးမန္တလေးမတရားမှုကိုကားလမ်းပေါ်ရှိကျောက်စရစ်ကုန်းတရာမိုင်းခွဲခံရပြီးပျက်စီးသွားတယ်လို့ ဒေတာခံတွေစီကတည်ရပါတယ်။အောက်တိုဘာ30ရက်မနေ့တနားရီခန့်မှာမိုင်းခွဲခံရလို့မြောက်တငါကြီးရွာပဲချမ်းကတရားမှာပေ60ခန့်ပြိုကျပျက်စီးသွားတယ်လို့ပြောပါတယ်။တရားကမြောက်တငါကြီးရွာနားမှာကျိုးသွားတာမြောက်ဘက်အဖွဲ့စည်းတွေရှိတဲ့ဘက်ကျိုးလာတရားကမြောက်တငါနဲ့တောင်တငါရွာကိုဆက်ထားတာအဲ့ဘက်ချမ်းကအရင်တိုက်ပွဲတွေကလေးကမရှိဘူးတရားကတော့ဒေတာခံတွေအသုံးမပြုတာကြာပြီလို့ဒေတာခံတအူးကပြောပါတယ်။ဖားကန်ဒေတာကိုရောက်နေတဲ့မြမစစ်တပ်စစ်ကြောင်းတွေကအင်အား20ခန့်ဟာ အော်တိုဘာ၂၂ရက်ကယူမာကျေးရွာဘက်ကိုရောက်လာစဉ် KIA KPDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲနောက်ကချင်ပြည်နယ်ဖားကန့်ဒေသမှာစစ်ကြောင်းတချို့ကပြန်လည်လှုပ်ရှားလာတာပါ။လွန်ခဲ့တဲ့တပတ်ကျော်ကတိုက်ပွဲပြင်းထန်ဖြစ်ပြီးငိန်သွားတာစစ်ကြောင်းတွေပါပျောက်သွားတာအခုကမမုံတို့ဖားပြင်ရွာတွေဘက်မှာပြန်ပြီးတိုးလာနေရလို့ကြားတယ်လို့ KPDF နဲ့နှိဆက်သူကပြောပါတယ်။စစ်ကြောင်းတွေဟာမမုံဖားပြင်မော်တောင်းနဲ့စမ်းကြွယ်ရွာတွေဘက်ကိုဝင်လာနိုင်တယ်လို့ဒေသခံတွေကယူဆထားပါတယ်။ စစ်ကြောင်းတွင်နားဆွင့်နေတာအိုရက်ကငင်းနေတာကိုလည်းတန်တရားဝင်နေတာအခုမမုံမရောက်နေပြီကြားတယ်လို့စစ်ပေးဆောင်တဦးကပြောပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ကြောက်ကုန်းကြီးရွာမှာမြမစစ်တပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြမ်းထိတွေ့လိုက်ပွဲငားရတဖြစ်ခဲ့ပြီးနောက်မြမစစ်တပ်ကတပ်ပြန်ဆုတ်သွားတယ်လို့တည်ထားရပါတယ်။အရာတော်မြို့နယ်ဒလဲပါရွာပြူစောတိစခန်းကနေထွက်ခွာလာတဲ့မြမစစ်တပ်နဲ့ပြူစောတိပူးပေါင်းအင်အားတရဝင်းကျင်ဟာကြောက်ကုန်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်စဉ် အောက်တိုဘာ20ရက်နေ့မှာဒေတာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါအဆိုပါတိုက်ပွဲဟာအောက်တိုဘာ20ရက်ကနေ25ရက်ထိ9ရက်တာကြာမြင့်ခဲ့တယ်လို့တာဝန်ရှိသူကပြောပါတယ်စစ်တပ်ကနေပြီးပြူရီများတယ်ဗျသူတို့ကကြောက်ကုန်းရွာကနေဝင်ပြီးတော့ဒလဲပါကိုပစ္စည်းတွေပို့နေတာဒလဲပါနဲ့ကြောက်ကြီးကဟိုဘက်ကန်ဒီဘက်ကန်မဝေးပါဘူးတရားချင်းပဲချတာလန့်ခေါ်ရင်တောင်းကြတယ်လို့တာဝန်ရှိသူကပြောပါတယ်တိုက်ပွဲတွေကတော့အောက်တိုဘာ24ရက် နားရက်တွေမှာထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ရွှေဘိုခရိုင်မှတ်တနစ်လေးတက်ရင်ဝက်လက်မြို့နယ်ဘက်ကပါရွှေပန်းကုန်းတိုက်နယ်ဘက်က၉00ကျောက်အဖွဲ့ရွှေဘိုခရိုင်ဒယုံအဖွဲ့ကြီးကံမှကြွာဒယုံအဖွဲ့အန်ဆိုင်တော်ဒယုံအဖွဲ့နဲ့ဒေတာခံဘက်ကဖာတွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။